okay ဆရာများအားလုံးမင်္ဂလာပါနော်ဒီနေ့ကျွန်တော်တာယာနော်ကျိုပလက်တာယာဒါ Yamaha Alloy ပဲနော်ဒါကျွန်တော်ဖြုတ်ဖို့ဖြုတ်နေပြပေးမယ်နော်ဒါကျွန်တော်ထဲမဲ့တာယာတော့ Indy ပါနော် Indy City ပါနော်ဒါဒီတာယာတော့တော်တော်ကောင်းနော်ဒါပြောမိုးရာဒီမှာဒီ light သုံးတာတော့မိုက်နော် Okay ဒါလည်းကျွန်တော်ဖြုတ်ဖို့ဖြုတ်နေပြပေးမယ်နော် PA လည်းထည့်ဖို့ထည့်နေလည်းကျွန်တော်ပြပေးမယ်နော် Video ကဒါ share ပါတော့ကျွန်တော်နှစ်ပိုင်းဖြတ်ပေးမှာပါနော် Okay ကျွန်တော်ဒီလိုလည်းကြည့်ရမယ် ကျွန်တော်တို့တုံးမဲ့ကွာတော့ကျွန်တော်တာယာနှခမ်းလာကြအောင်ဆိုတော့ဒီကွာလန်တုံးမှာပေါ့နော်ပြီးတော့တာယာကလော်တဲ့ခါကျမှကျွန်တော်တို့ပြန်ရက်ထုတ်ပေါ့တူကောက်လေးနဲ့ပေါ့နော်လောတူကောက်ပေါ့နော်ဒါကွေတီလည်းပါအဖြစ်ဘူးပေါ့နော်โอเคဟုတ်လိုက်ဆက်ကြည့်ကြမယ်နော်โอเคโอเคရေစွာကျွန်တော်ဒီကောက်ထည့်မယ်နော်ဒီတော့ကွေတွေတာယာမပြောကျွန်တော်တို့ခံပေးမယ်နော်ဒီကောက်ဟာလိုက်မယ်နော်ကျွန်တော်ဒီကနေ့ခါတော့ဒီခြေပါမယ်နော်โอเคဒီဘက်ကိုလည်းခံပေးမယ်နော်ဒီကကွေတိုင်းအောင်မရှိတော့ဘူးနော် โอเคเนาะဒီမှာကျွန်တော်ဒီလိုထည့်ထားမယ်ပြီးတော့ညွှန်မယ်เนาะโอเคတာယာကြပါပြီเนาะတာယာကြပါပါပြီเนาะโอเคတာယာကြပြီကျွန်တော်နောက်တစ်ဖက်ပေါ့เนาะဒီဘက်ပြချမယ်เนาะပြီးတော့ကျွန်တော်ဒီဘက်ကိုကျွန်တော်တို့ဒါချက်ခံမှာเนาะပေါ့ โอเคเราดีตะแค่ละจ่าไปเนาะโอเคเราน่ะแค่เราจ่าไปเนาะจ่าไปเราก็ตลอดมาป่ะเนาะโอเคအဲ့ဒါလည်းကျွန်တော်ဒီနှခမ်းသားလေးပဲခြာထည့်ပေးပါတော့။ဒါနှခမ်းသားကြပြီဆိုကလော်ရတာလော်လော်လေးပဲနော်။ ဆက်စီရတော့လွယ်တာပေါ့နော်ကျွန်တော်တို့ဆက်မှမရှိတော့နော်โอเคโอเคဒါကျွန်တော်တချမ်းထောက်ပါမယ်နော်တချမ်းထောက်ပါပြီနော်တချမ်းဆိုကျွန်တော်တို့ဒါနှစ်ခန်းသားလေးနည်းနည်းချောင်းပါလို့နှစ်တရာအမဲစီနည်းနည်းတော့ပေးမယ်ပြီးကျွန်တော်ကလော်တိုးတဲ့ခါကျရင်လွယ်လွယ်လေးနဲ့တွက်ပါလို့နော်ဒါသုံးလို့ရတယ်မသုံးလည်းရတယ်ပေါ့နော်โอเคအဲ့တော့ဆိုတော့ကျွန်တော်တို့ဒီမှာခံမှာနော်ဒီကောအထက်မှာခံမှာဒီကောဒီဘက်ချမှာခံမှာနော်ဒါတရာမနာလို့ပေါ့နော် ဝေမနာလို့ပါအဲ့လိုရပြီဆိုကျွန်တော်တို့ဒီကောင်အထက်မှာထဲမှာနော်ကျွန်တော်ဒီလိုကလာမယ်နော်နော်ဟွနော်ဒီမှာခံထားရတယ်နော်လတ်စတစ်ခံထားရတယ်ပြီးရကျွန်တော်ကောက်တုံးနော်ဒီမှာကြည့်ပါအောင်ကြည့်နော်ဒီနှခံထားလိုက်မှာရပြီနော် ခဲ့ရပြီနော်โอเคခဲ့ရပြီဒါပြီးကျွန်တော်တာယာအသေးပြတ်ထက်ကြပြီမယ်နော် sorry ကျေစုပေးတဲ့ဆရာများအားလုံးကျေစုတင်ပါတယ်เนาะကျွန်တော်တာယာထက်နေနောက်တစ်ပိုင်းထက်တင်ပေးမယ်เนาะဆရာများအားလုံးမင်္ဂလာပါ